โอเคအားလုံးပဲဒီနေ့လည်းကျွန်တော်နဲ့အတူ One Piece Cover Story တွေကိုတွားကြည့်ကြရအောင် Cover Story ဆိုတာကတော့ One Piece War ရဲ့အဓိကဇာတ်ကောင်တွေနဲ့အဓိကဇာတ်လမ်းကြီးအပြင်တခြားနေရာတွေမှာတခြားအရာဇာတ်ကောင်တွေဘာတွေလောက်နေလဲဆိုတာကိုသိအောင်ဟိုတာက Manga Cover Page လေးတွေမှာတစ်မျက်နှာစာတစ်မျက်နှာစာအပိုဇာတ်လမ်းလေးတွေဆွဲပေးလေးရှိတယ်အဲ့ဒါတွေကို cover story လို့ခေါ်တာပါ cover story တွေကများသောအားဖြင့်အရင်ဇာတ်ကောင်တွေကို focus လုပ်လေးရှိပြီးတော့အားလုံးကလည်း canon ဖြစ်ပါတယ် ကန်နွန်ဆိုတာကတော့ main story နဲ့ဆက်ဆက်နေတာကိုဆိုလိုတာပါကျွန်တော်တို့ရဲ့မြောက်မသားလူဖီတယောက်ဘလောက်တောင်အစားတောင်းကျမ်းလဲဆိုတာကို One Piece fan တိုင်းသိကြပါတယ်ဒါပေမဲ့ Drum Island Act မှာတော့ကလူဖီထပ်ပို့ပြီးအစားတောင်းကျမ်းနဲ့ကောင်းတော်ကောင်းပါလာတာကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ Wap ပို့ပါပဲဒီနေ့ရဲ့ cover story ကတော့ Wapo's Omnivorous Rampage တိုင်းရဲ့ဘာသာပြန်ရရင်တော့ Wapo ရဲ့မဟာတရားအစားတောင်းကျမ်းခြင်းပေါ့ ဝပ်ပူကိုတော့ကျွန်တော်တို့ Drum Island App မှာ Drum Time ကြီးရဲ့စောက်ကျစ်မကောင်းတဲ့ဘီယင်အနေနဲ့စပြီးတော့တွေ့ကြရပါတယ်။ Baku Baku no Mi လို့ခေါ်တဲ့ Devil Fruit ကိုစားထားပြီးတော့အသီးရဲ့စွမ်းအားကြောင့်သူစားကျင်တာမှန်သမျှကိုဗာပစ္စည်းဖြစ်ဖြစ်အကုန်ဝါစားနိုင်ပြီးနောက်ဆုံး24နာရီအတွင်းစားထားတဲ့ပစ္စည်းအဖြစ်သူ့ကိုယ်သူပြောင်းနိုင်ပါတယ်။ဥပမာဗျာလွန်ခဲ့တဲ့24နာရီတုန်းကတနက်တစ်ခုကိုစားထားရင်သူ့ခန္ဓာကိုယ်ကိုတနက်ပုံစံပြောင်းနိုင်တယ်။လွန်ခဲ့တဲ့24နာရီတုန်းကအိမ်တလုံးကိုစားလိုက်ရင်ဝတ်ပိုကအိမ်တလုံးပုံစံကိုပြောင်းနိုင်တယ်။ ဒါအပြင်သူရဲ့နောက်ထပ်ပါဝါတစ်ခုကပစ္စည်းဒါမှမဟုတ်တက်ရှိနှစ်ခုလောက်ကိုဝါးစားလိုက်ပြီးတော့အဲ့ဒါတွေကိုပေါင်းထားတဲ့ပစ္စည်းအစ်တစ်ခုဖြစ်ပြန်ပြီးတော့ထုတ်ပေးနိုင်တာပါ။အဒီအစိုက်ဖက်ကြောင့်လားဝါပိုကိုယ်တိုင်ကလောဘကြီးနေလို့လားမသိပေမဲ့ဒီကောင်ကတစ်ခုမဟုတ်တစ်ခုဒလဇက်စားနေရမှကျင်နေပါတယ်။ Straw Hat တွေနဲ့စားတွေ့တဲ့အခမ်းအနားတော့မှ Goin Mary ကိုကိုက်စားခဲ့လို့ Luffy တို့အုပ်စုနဲ့တက်တနာဖြစ်ခဲ့ပါသေးတယ်။ ချောပါရဲ့မွေးရမြင်ဖြစ်တဲ့ drum တိုင်းမြီကအရင်တုန်းကစီးပညာအရာမှာအရင်နာမည်ကြီးခဲ့ပေမဲ့ဝတ်ပုံပြီးရင်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ဆရာဝန်တွေအကုန်လုံးသူ့လက်အောက်ကိုဝင်ရမယ် ူစေးကူးခွင့်ပေးတဲ့လူကိုပဲကူးရမယ်ဆိုပြီးတော့ဥပဒေထုတ်ပါတယ်။ဒါကိုလက်မခံတဲ့ဆရာဝန်တွေကဖမ်းဆီးတပ်ဖြတ်ခံရပြီးတော့နောက်ဆုံးမှာတမ်းပြည်ထဲမှာဆရာဝန်ဆိုလို့ဒေါက်တာဟီလူလူနဲ့ဒေါက်တာကူလွဲဟာတို့နှစ်ယောက်ပဲကြံခဲ့ပါတော့တယ်။ဝါပိုရဲ့လက်အောက်ကိုဝင်သွားခဲ့တဲ့ဆရာဝန်အယောက်20ကတော့ Ishi 20ဆိုပြီးဖြစ်လာခဲ့ပြီးတော့သူတို့ကပဲ drum တိုင်းပြည်ထဲမှာတရားဝင်စေကူးခွင့်ရတဲ့သူတွေဖြစ်လာခဲ့ပါတယ်။စေကူးခွင့်ရတယ်ဆိုပေမဲ့လည်းဝါပိုနဲ့ဝါပိုခွင့်ပြုတဲ့လူတွေကိုပဲကူပေးရတာပါ။ ဝတ်ဖို့ခေါင်းပြတ်သွားတာကိုတော့မှဒီကောင်ကြီးကုလိုက်လို့ပြန်ကောင်းသွားခဲ့တာဆိုတော့ drum တိုင်းပြည်ရဲ့စေပညာအစင်တန်းကတော်ရုံနေထားတော့မဟုတ်ပါဘူးဝတ်ဖို့ကတိုင်းပြည်ကိုဒီလိုအနိုင်ကျင့်ပြီးအုပ်ချုပ်နေပေမဲ့ Black Bear Pirate တွေ drum island ကိုလာတိုက်တဲ့အခါမှာတော့ဘယ်မှမလုပ်တော့ဘူးပင်လယ်ဓားပဲလုပ်တော့မယ်ဆိုပြီးတော့တိုင်းပြည်ကိုစွန့်ပစ်ပြီးပင်လယ်ထဲကိုထွက်ပြေးသွားခဲ့ပါတယ် ဒီလိုနဲ့အခြေအနေတည်ငြိမ်သွားချိန်မှာတမ်းမီကိုပြန်လာပြီးအုပ်ချုပ်ဖို့ကြံခဲ့ပေမဲ့အဲ့ဒီအချိန်တုန်းက drum တမ်းမီမှာရောက်နေတဲ့ straw hat တွေနဲ့တွေ့ပြီးအနိုင်ယူလာခံလိုက်ရပါတယ်။ဝါပိုတယောက်လည်းလူဖီရဲ့ဂုံမှုဂုံမှုသောဘာဇူကာလက်ချက်နဲ့လေဟုံကိုဆန်ပြီးတော့အဝေးဆုံးကိုပြန်သွားပါတော့တယ်။ဒါပေမဲ့ဇလန်ရဲ့နောက်ပိုင်း reverie app မှာတော့ဝါပိုတယောက်ဘရင်တွေပဲတက်ရတဲ့ reverie အစည်းအဝေးကိုဘရင်တယောက်အနေနဲ့ပြန်လာတက်နေတာကိုတွေ့ရမှာပါ။ဒီ cover story မှာတော့ဝါပိုတယောက် drum တမ်းမီကနှင်ထုတ်ခံလိုက်ရပြီးနောက်ပိုင်းဘာတွေဖြစ်ခဲ့လဲ။ ဘယ်ကနေဘလို့ဘရင်တယောက်ပြန်ဖြစ်လာလို့ Reverie အစည်းအဝေးကိုပြန်လာတက်နိုင်တာလဲဆိုတဲ့အကြောင်းတွေကိုတွေ့ရမှာပါမဆခင်ကျွန်တော်တင်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပေးသွားကြဖို့နဲ့ဗီဒီယိုလေးကိုလည်း thumbs up လေးတွေပေးခဲ့ကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အဲ့တော့ intro လေးပြီးရင်စလိုက်ကြရအောင် တိုရီအစမှာကျွန်းတကျွန်းရဲ့နေရာတစ်ခုမှာတောင်နေရံနေတစ်ပင်နေကြောက်တုံးနေရာအစအကုန်လုံးသွားကြိုက်ရာဖြစ်နေရကိုတွေ့ရမှာပါဒါရီရဲ့တရားခံကတော့ဟုတ်ပါတယ်မြင်သမျှအကုန်စားလို့ရတဲ့ဝတ်ပိုရဲ့လက်ချက်ပါပဲအခုလဲတစ်ပင်တစ်ပင်ကိုစားထားပြီးတော့တစ်ပင်ပုံစံပြောင်းနေရာကိုတွေ့ရမှာပါ နောက်တော့မိရိတ်တစ်ခုကိုစားပြီးမိရိတ်ပုံပြောင်းနေပြန်ပါတယ်ဒီပုံမှာဆိုခုံနှန်းရှိတစ်ခုကိုစားပြီးတော့ခုံရှိပုံပြောင်းနေတာကိုလည်းတွေ့ရမှာပါပုံနှန်းကနှစ်ယောက်ဆိုရင်သူ့ဘော်ကိုထိုင်မိသွားတဲ့ပုံပါပဲတဘွားသာစိတ်တရားရရသွားကြမှာပါဒီလိုနဲ့တစ်မျိုးလုံးမြင်သမျှအကုန်ဝါးစားနေတော့ဘုံကိုနောက်ဆုံးတော့ရေတက်ကလာဖမ်းပါတော့တယ်သူ့ဘရင်ဖြစ်နေတော့ကသာဟိုလူကိုဖမ်းဒီလူကိုဖမ်းနဲ့ဖမ်းခိုင်းနေပေမဲ့သူဖမ်းခံရတဲ့အခါမှာတော့ဝါဘုံတရားထွက်ပြေးတော့တာပေါ့ run ဒီလိုနဲ့ခွေပြေဝပြေးပြေးလာရတဲ့နန်းကြဘရင်ဝဘို့လဲမိုက်ပုံတစ်ခုမှထိုင်ပြီးတော့စိတ်ကြကြနေပါတော့တယ်သူ့ကိုသူဘရင်တရားမဟုတ်တော့ဘူးလို့လက်ခံလိုက်ပြီးတဲ့နောက်ပိုင်းမှာဝဘို့တယောက်လည်းအသက်ရှင်ဖို့အတွက်စူးစမ်းရုံးကန်ရတော့တာပေါ့ကလေးလေးလိုဝင်ပြီးမိချစ်ဆန်ရောင်းနေဒါပေမဲ့ငကိုကလေးကဥပဒေရောက်ကောင်းလွန်တဲ့ဝဘို့ကိုလူမပြောနဲ့ခွေးတော်မှအဖတ်မလုပ်ပါဘူးဒီလိုနဲ့ဝဘို့တယောက်လည်းတရားတစ်ခုအောက်မှာအမိုက်တွေကိုဝါစားရင်းနဲ့ပဲစိတ်ကြကြနေပါတော့တယ် ရှင်းမှာပြောခဲ့တဲ့ဝါပိုရဲ့ develop fruit ဆိုင်တွေထဲမှာသူစားလိုက်တဲ့အရာနှစ်ခုသုံးခုကိုပေါင်းပြီးတော့ပစ္စည်းတစ်ခုဖြစ်ပြန်ထုတ်လို့ရတယ်ဆိုတာကိုမှတ်မိကြတယ်ဟုတ်ဒီမှာလဲဝါပိုတယောက်အမိုက်တကိုဝါစားရင်းနဲ့ပစ္စည်းအစ်စ်လေးတွေဖြစ်ပြန်ထုတ်ကြည့်နေပါတယ်ပုံထဲမှာမြင်ရတဲ့အတိုင်းအယုတ်လေးတွေပေါ့ ကန်ကောင်းကျင်တော့သူထုတ်လိုက်တဲ့အယုတ်တွေကိုမြို့ထဲမှာနေတဲ့ကလေးတွေကသဘောကျသွားတာကြောင့်ဝတ်ဖို့လည်းအယုတ်ဆိုင်လေးဒီဇိုင်းဖွင့်လို့ရသွားပါတယ်ဒီလိုနဲ့သူ့ရဲ့အယုတ်တွေကလူကြိုက်များခဲ့တာကြောင့်သူ့ရဲ့အယုတ်ဆိုင်စီးပွားရေးကတဖြည်းဖြည်းနဲ့တိုးတက်လာပါတော့တယ်ဝတ်ဖို့ရဲ့အယုတ်တွေကကလေးတွေအရန်ကြိုက်ကြတာကြောင့်ရောက်လို့တော့မနိုင်တော့အောင်မြင်လာတဲ့အခြေအနေပါမျိုးထဲကသိပ္ပံပညာရှင်တယောက်ကဝါပိုရဲ့အယုတ်တွေကိုစမ်းသပ်ကြည့်တဲ့အခါမှာတော့သူ့ရဲ့အယုတ်တွေမှာဘယ်တော့မှမတွေ့ဘူးတဲ့တထူးဆက်တစ်ခုပါနေတာကိုတွေ့ခဲ့ရပါတယ် ဒီလိုနဲ့ပဲ One Piece War ရဲ့အကောင်းမွန်ဆုံးနဲ့အတံမာဆုံးတက်ထူတွေကတခုဖြစ်တဲ့ Wabo Metal ပေါ်ပေါက်လာခဲ့ပြီးတော့ Wabo လည်းမထင်မှတ်ပဲနာမည်ကြီးသွားပါတယ်။သူ့ရဲ့ Wabo Metal ကအရန်ကိုကောင်းမွန်ပြီးတော့လိုသလိုပုံသွင်းနိုင်တဲ့အပြင်အပူတံကိုလည်းတာမန်နဲ့ပို့ပြီးတော့ခံနိုင်ပါတယ်။ Frankie ရဲ့အဆိုအရသူ့ရဲ့ Iron Pirate General Frankie က Wabo Metal နဲ့တိဆောက်ထားတာပါ။အတီးပြုထားတာမရှိပေမဲ့ Facebook Family ရဲ့ Rage Crew တွေကလည်း Wabo Metal နဲ့လှုပ်ထားတာဖြစ်နိုင်တယ်လို့ပြောကြပါသေးတယ်။ ဒီလိုနဲ့ဝါပိုတယောက်လည်းအယုတ်ဆိုင်သေးသေးလေးကနေအယုတ်ဆိုင်အကြီးကြီးအယုတ်ဆိုင်အကြီးကြီးကနေတထုဆက်ရုံအကြီးကြီးတထုဆက်ရုံကြီးကနေလုပ်ငန်းစုကြီးလုပ်ငန်းစုကြီးကနေစီးပွားရေးအင်ပါယာကြီးတစ်ခုပါတည်ထောင်လိုက်နိုင်ပြီးတော့ကိုပိုင်နိုင်ငံတစ်ခုထူထောင်နိုင်လိုက်တဲ့အထိချမ်းသာသွားပါတယ်။ဘောစီဖြစ်သွားတဲ့ဝါပိုက Miss Universe တယောက်ကိုတော့လက်ထပ်လိုက်ပါသေးတယ်။ Fun fact အနေနဲ့တော့သူ့စော်လေးနာမည်က Kindrella လို့ခေါ်ပါတယ်။ ်အခုဆိုရင်တော့ဝါပိုလဲ Evil Black Drum Kingdom လို့ခေါ်တဲ့နိုင်ငံအသစ်ကိုထူထောင်လိုက်နိုင်ပြီးတော့ဘယင်တယောက်ပြန်ဖြစ်နေပါပြီဒါကြောင့်မို့လို့ Rivery Act မှာဘယင်တွေပဲတက်ရတဲ့အစည်းအဝေးကိုဘယင်တယောက်အနေနဲ့ပြန်ပြီးတော့တက်နိုင်တာပါချောပါရဲ့မွေးရမြေ drum တိုင်းပြည်ကတော့ Sakura Kingdom လို့နာမည်ပြောင်းပြီးတော့ Delta ကအုပ်ချုပ်နေပါတယ်။ Wapo ရဲ့ cover story ကတော့ဒီမှာတင်ပြီးသွားပါပြီ။ Wapo ကဘာမှမဟုတ်တဲ့စိုက်ကြရတာတယောက်လို့ထင်ရပေမဲ့ ကျွန်တော်တို့ရဲ့ Cyborg G Frankie စောက်ကြမ်းကြီးဖြစ်နေရတဲ့အကြောင်းရင်းတွေထဲမှာသူ့ရဲ့ဝဘုံမတဲကလည်းတစ်ခုပါဝင်ပါပဲ။ဒါအပြင်ခုလက်ရှိဇလန်ထဲမှာဝဘုံကကဘာကြီးရဲ့လျှို့ဝှက်ချက်ကိုတည်နေတဲ့လူနည်းစုတွေကတယောက်ပါဝင်ဖြစ်တဲ့အတွက်အနာဂတ်မှာလည်းပြန်ပါလာဖို့ရှိပါတယ်။အဲ့တော့ကိုလူတို့ကဘယ်လိုထင်ကြလဲ။ကျွန်တော်တို့ရဲ့ Frankie ကြီးကဝဘုံမတဲမရှိရင်ရောဘယ်လိုကျမ်းမဲ့ထင်လဲ။ရှေးလျှောက်ဇလန်ထဲမှာဝဘုံရဲ့အခန်းကဏ္ဍကဘယ်နေရာကပြန်ပါလာအောင်မယ်လို့ထင်လဲ။ Comment ထဲမှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရဲဆိုရင် channel ကို subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်အခုလက်ရှိ One Piece manga ကအရန်ကိုစိတ်ဝင်စားစရာကောင်းနေပြီးတော့ပြောချင်တဲ့ဆွေးနွေးချင်တဲ့အကြောင်းအရာတွေလည်းအများကြီးရှိနေရမှာလို့အနာဂတ်မှာ cover story တွေအပြင်တခြားဗီဒီယိုတွေလည်းလာဖို့ရှိပါတယ်ရတဲ့စုပါအားလုံးပဲနောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ပါမယ်